ေဒမသာတိတိပေါ်လာရင်ထီထိုးတတကယ်ထီပေါက်တယ်သူများကိုလည်းကိုယ်ကကြည့်ပေးဒီမသာတိေဒတိတိသူတစ်ပတ်လည်းမှရှိရင်လည်းထီထိုးဖို့တွန်းအပ်ပေးသူ့ကိုတိုက်တွန်းသူ့ကို ပြောပြရမယ်ဒါဆိုရင်ဒီပေါက်တဲ့အမတိေဒခက်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 ကြည့်ရမလားဆိုဒီလိုနဲ့ပေါ့သိတ်လွယ်တယ်ဥစ္စာပထမလက်ကဝင်လာကြောင်းဒီလက်ကဝင်လာကြောင်းဆွေးနွေးရရှိတယ် ဒီလက်ကဝိလန်းကြောင်းရဲ့အပေါ်ဆုံးလက်ကဝိလန်းကြောင်းရဲ့အထက်မှာတရိကပုံချက်ချေကပုံကျေပုံနေပုံရဲ့ဒါဟာထိပောက်တယ်ငွေစုလိုက်ဝယ်မယ်အမွေနဲ့တည်ရတတ်တယ်သုံးခုစလုံးပေါ်စရာမလိုဘူးနော်ချက်ချေကပေါ်ရင်ရတယ်တရိကပုံပေါ်ရင်လည်းဒီတိုင်းပဲကျေပွင့်ပုံပေါ်ရင်လည်းဒီတိုင်းပဲဒါကငွေချင်းနဲ့ပတ်သက်တဲ့ကံကောင် သေချာလေးလာကြည့်လိုက်တဲ့အခါမှာထီပေါက်တာကတော့သေချာတယ်။ဝင်စုလိုက်ဝင်လိုက်ဝင်တာသွက်သူဝင်ထီလဲပေါက်အောင်ပါပဲ။အမွေရလည်းသူရထီပေါက်တာပဲ။ထီပေါက်တာကတော့သေချာပေါက်ဖြစ်တဲ့အတွက်ဒီလက်ပေါက်ဝင်လာကြောင်းပေါ်မှာချက်ချေတရိကံကျဲဖွင့်ဖွင့်ရင်ထီထိုး။ဒါပေမဲ့သူအမြဲတမ်းမရှိဘူး။သူကဖြစ်ပေါ်ကနေကြမှာပေါ်မယ်။ပေါ်ပြီးတော့မှီးမိန်ပြီးပြောက်ွယ်သွားမယ်။အဲပေါ်နေတော့ထိုးနိုင်ဖို့ရည်ကြည်တယ် လက္ခဏာအချို့ကပုံသေ permanent တခါတည်းစတင်တည်ရှိပြီးတော့ရာသပန်တည်ရှိတယ်။အချို့လက္ခဏာတွေကပေါ်ပေါက်လာတယ်၊ငကွားမရှိဘူး၊ပြီးရင်ဆက်လက်တည်ရှိတယ်။အချို့သောလက္ခဏာအမှတ်သားတွေကပေါ်တယ်ပြီးရင်ပျောက်သွားတယ်။အဲဒီပေါ်ပြီးပျောက်သွားတဲ့အမှတ်သင်္ကေတတွေမှာထိပေါက်ခြင်းအမှတ်သင်္ကေတလက္ခဏာတွေပါတယ်။အဲလက္ခဏာဝင်လာကြောင်းပေါ်မှာဤကဲ့သို့ပေါ်လာရင်ပေါ်နေတဲ့အချိန်မှာထိပို့ရမယ်။ဒါထိပေါက်မှာပဲ။ နောက်မှတ်သားတစ်ခုကပါလဲဆိုတော့ဒီလက်ကောက်ရုပ်တစ်ခုတည်းပေါ့နောက်တစ်ခုကြည့်နိုင်တာကလက်ကလေးအောင်ဒီလက်ကလေးအောင်မှာတူတူလေးလိုင်းတူတူလေးဒီလိုအချက်ကိုတက်နေတဲ့လိုင်းတူတူလေးအဲ့လိုင်းတူတူလေးပေါ်ရဲ့အစည်းလေးပဲပေါ်လာရဲ့အဲ့ဒါထီထိုးထီပါမယ်ပြီးဆိုတာပျောက်သွားမှာပဲပျောက်သွားပြီးရင်တော့မရတော့ဘူးအဲ့ပေါ်နေတော့မှကွတ်သတိထားပြီးတွေးပြီးဟဲ့ဆိုရဲ့အဲ့ဒါထိုးသူတို့ကကြည့်လို့တွေ့ရတယ်ထီထိုးကိုတိုက်တော့ နှုတ်ဆောင်နောက်တစ်ခုကလက်သောက်ကတက်ကလေးတက်တယ်ထိပေါက်တဲ့ဘက်ကဒီလက်သောက်တွေမှာဒလီသေးသေးလေးတက်တာသေးသေးလေးတွေထင်ရှားလေးတွေတက်နေလားအဲ့တော့ဒီအမှတ်စားတွေကြည့်ရတာလွဲတယ်ဒီအမှတ်စားလေးတွေပေါ်ရင်ထီထိုးဖို့အဆင်ပြေပြီထိပေါက်ပဲလို့ပြောဒီမှာလူတွေကမေးလာပဲကဲဟုတ်ပြီထိပေါက်မယ်ဆိုရင်ဒီထီထိုးမယ်မှန်ပါပြီဘယ်ကနေနံပါတ်တွေထိုးရမလဲမေးလာပြီ အဲ့ဒီမှာလက္ခဏာမှာဘယ်လိုနံပါတ်စာတွေ့ပါလဲလက္ခဏာမှာနံပါတ်မရှိဘူးစေတရထင်ရမြာပြောလိုက်တာတော့ပြောဖို့ဓာတုကိစ္စဒါပေမဲ့ဥပဒေသားနဲ့ထင်နံပါတ်တစ်ခုကိုပေးပါဆိုရင်တော့လက္ခဏာမှာလက်သောက်မှာပါရင်ဘယ်ကနေလက်ကြောမှာပါရင်ဘယ်ကနေလက်သောက်မှာပါရင်ဘယ်ကနေဆိုတော့ပေးရှိပါမလဲဘယ်လိုမှမရှိနိုင်ဘူးလေအဲ့တော့ဒါဆိုရင်ဘယ်လို နံပါတ်တွေပေးရမလဲဆိုတော့မိကုတ်ကတော့အထောက်ကူပြုဖို့အတွက်လက္ခဏာကိုထောက်ကူပြုဖို့အတွက်ကဏ္ဍပေရှင်ကနေယူသုံးတယ်တပါးလေးရှင်းပြပေးလိုက်မယ်ကဏ္ဍပေရှင်ကနေယူပြီးတော့ ठी နံပါတ်ကိုပေးတဲ့စနစ်ကိုယူတယ်အနောက်တိုင်းကဏ္ဍပေရှင်ဖြစ်တဲ့အတွက်လူတယောက်ရဲ့မွေးနေ့ကိုအင်္ဂလိပ်ရက်လနှစ်နဲ့ကဘာသုံးပြက်ကလေး Western calendar ရဲ့တဘာဝကိုပြောင်းပြရမယ်ပြောင်းပြပြီးတော့မှ မွေးတဲ့ရက်ကိုတစ်လုံးနဲ့ဖြစ်ပေါင်းရှည်ဆုံးကရက်ကိုတစ်လုံးနဲ့ပေါင်းအဲတစ်လုံးနဲ့ဖြစ်အောင်ပေါင်းပြီးတော့ရှည်ဆုံးမှထားမွေးတဲ့ရက်နဲ့မွေးတဲ့လနဲ့နှစ်ခုကိုပေါင်းရှားတဲ့ကဏ္ဍကိုလည်းမှထား January ဆို1 February ဆို2 December ဆို7ကတော့ဒီလိုမွေးတဲ့လကိုလည်းဒီရှေ့ကမွေးရက်နဲ့မွေးလပေါင်းပြီးတော့ရှားတဲ့ကဏ္ဍဒုတိယတော့ဖြစ်သွားတယ်မွေးတဲ့ရက်ရဲ့မွေးတဲ့လရဲ့မွေးတဲ့နှစ်ရဲ့အကုန်လုံးပေါင်းလိုက်အဲဒီရရှိတဲ့ကဏ္ဍကနောက်ဆုံး ပိတ်ကနန်းဖြစ်ရမယ်အဲ့တော့အစလည်းဆုံးအဲ့လိုနံပါတ်မျိုးထိုးရတာပေါ့အဲ့လိုထိုးရင်ထိပေါ့နိုင်တယ်အဲ့တော့မွေးရက်အပေါင်းမွေးရက်ကရှည်ဆုံးတလုံးနဲ့ဒါရှည်ဆုံးမွေးရက်ပေါင်းမွေးလာဒုတိယလုံးမွေးရက်မွေးလာမွေးနှစ်ပေါင်းတတိယလုံးတလုံးနဲ့ပြန်ပေါင်းပြီးတော့စလည်းဆုံးထားပြီးထိုးရင်တကယ်ပေါ့မယ်အဲ့ဒီသင်္ကေတအမှတ်သားရဲ့အဲ့ဒီထိကနန်းပေါ်ဆောင်မှုရဲ့တစ်ခုကိုအစီပြောင်းတာတော့လိုက်ပါအမှန်တကယ်ပေါ့မှသိကြတယ်